မင်္ဂလာပါမင်္ဂလာပါခေါင်းဆိုဆရာကူပြည်တွင်းရောက်နေတာအတော်ကြာပြီဆိုတော့ဘယ်တွေသွားပြီးဘယ်သူတွေနဲ့တွေ့ခဲ့လဲပြောနိုင်မှာဆရာရေတိပြစီအဲကျွန်တော်ပြည်တွင်းရောက်တာအခုဆိုရင်3လရှိပြီပေါ့ဗျာဒီ3လအတွင်းမှာအဲကျွန်တော်ဒီအထူးသဖြင့်တော့အဲမြန်မာပြည်မြောက်ပိုင်းနဲ့အလဲပိုင်းကိုကျွန်တော်သွားပြစ်ပါတယ်အဲ့တော့မြန်မာပြည်မြောက်ပိုင်းနဲ့အလဲပိုင်းမှာရှိတဲ့တော်လန်ยีအဖွဲ့အစည်းတွေတော်လန်ยีခေါင်းဆောင်နေနဲ့ အဲ့တွေ့ဖြစ်တယ်ဆိုရင်ဒါအကြမ်းများအပြင်ခြုံငုံပြီးတာပြောပြီးသားဖြစ်အဲ့တော့တကယ်အဖွဲ့အစည်းတွေအနေနဲ့ပြောရရင်တော့အဲကျွန်တော် KIA KIO နော် TNL MND AA အဲဒီကောင်းဆောင်အနေနဲ့ကျွန်တော်တွေ့ဖြစ်တယ်နောက် KNDF BBLA အဲအဲနဲ့တွေ့ဖြစ်တယ်နောက် PLA ကျွန်တော်တွေ့ဖြစ်တယ်နောက်ချင်းကျွန်တော်ကောင်းဆောင်အနေနဲ့တွေ့ဖြစ်တယ် AVSTF ကောင်းဆောင်အနေနဲ့တွေ့ဖြစ်တယ်နောက်ပြီးကြတော့ အကြောင်းသားတတ်တော်နောက်အ BLDF လို့တွေနော်ဒါတွေနဲ့ကျွန်တော်တွေ့ပြတဲ့အပြင်အထူးသဖြင့်တော့ MOD ရဲ့အောက်မှာရှိနေတဲ့အစစ်တေတာတွေအစစ်တေတာမှုတွေအနောက်ခုန MOD နဲ့အတူတူရှိနေတဲ့ပကဖပေါ့နော် တိုင်းပကဖတွေနောက်မြေပြင်ပကဖတွေအဲနောက်အာဖပါလဖဒါတွေနဲ့ကျွန်တော် တွေ့ပြပါတယ် အဲအဲနော်မန္တလေး PDF ပေါ့ဗျာဒါ MOD နဲ့အတူတူပါပဲဆိုတော့အဲ့ဒါကိုတွေ့ပြတယ်ဟိုတေစာလို့ခေါင်းဆောင်အနေနဲ့ကျွန်တော်တို့တွေ့တယ်ပေါ့ဗျာဟုတ်ကဲ့အဲ့တော့အပြင်ခုလောလောဆယ်ဆိုရင်ကျွန်တော်ဗိုလ်ချုပ်တာဘုံကျော်တို့ကွန်ပီ2တို့ပေါင်းဆောင်ခါတို့ ਨੇ ကျွန်တော်ခီးတွေတော်တော်သွားပြစ်ပါတယ်အဲ့တော့ဆရာပီပါမှာနေစဉ်ကတော်လိုင်းဆိုင်ရာအတွေ့အကြုံ ਨੇ အခုကိုယ်တိုင်မြေပြင်မှာတွေ့ရတဲ့အတွေ့အကြုံဘာကွာခြားလဲဆရာ အဲဒေါ်လာရေးထဲမှာရှိနေတာချင်းကတော့အတူတူပါပဲဗျာဘယ်မှာပဲဖြစ်ဖြစ်အားလုံးကဒေါ်လာရေးအလုပ်ကိုလုပ်နေကြရင်အဲဒါအတူတူပဲဒါပေမဲ့တကယ်တမ်းမြေပြင်ကိုဆင်းလာလိုက်တဲ့အခါကျတော့မြေပြင်မှာရှိတဲ့အခါကျတော့တကယ်မြေပြင်မှာအဲဒေါ်လာရေးကိုလုပ်နေကြတဲ့လူတွေနဲ့အတူတူနောက်ပြည်သူတွေနဲ့အတူတူအဲခံစားရတယ်တွေ့ကြုံရတယ်အဲ့ဒါတွေကိုအဲစိန်ခေါ်မှုတွေကိုကြော်လွှားရတယ်ပေါ့ဗျာအဲဥပမာဘုံကျဲတယ်ဆိုရင် လေချောင်းရံအမြဲတမ်းကြည့်နေရ ကျွန်တော်တို့သွားလေရသွားရဆိုရင်ဒီခုနလေချောင်းသတိပေးချက်တွေကြည်ပြီးသွားရတာပေါ့နော်အဲ့ဒီပုံမှာကြည်ပြီးတော့ကျွန်တော်တို့လှုပ်ရှားရတာဒါကကျွန်တော်ဘယ်လိုလုပ်နေမှာပြပမှာမရနိုင်ဘူးပေါ့နော်အားဖြည့်ထင်းမှာပဲစောစောအလိုဘုံကျဲတာလည်းခံခဲ့ရတယ်ပေါ့နော်ဘုံကျဲတာခံနေခဲ့ရတယ်ဆိုတော့အဲ့ဒီဘုံကျဲတဲ့ခံနေရတဲ့အဲအတွေ့အကြုံလဲဒါဘယ်လိုလုပ်မှာ online မှာမရှိမှာမရှိဟာဟုတ်တယ်မလားနောက်ကြတော့တကယ်တမ်းလက်တွေ့ရည်စရာပြောရရင်တကယ်တော့ ကိုလက်တန်းစင်တာဆိုတာမတူဘူးပေါ့ဗျာခင်ဗျာဥက္ကေဆိုလဲဟိုမောင်ဆောင်ကားတို့စီသွားခဲ့ပြီပဲဟုတ်တယ်မလားရေချိုးတာအိနာတက်တာဆိုတူမမတူတာเนาะတကယ်ကိုမြေပြင်မှာခံစားရတာလေညာဆိုတော့အဲ့လိုမျိုးခံစားချက်မျိုးကတော့မြေပြင်ပေါ်မှာရောက်မှာပဲရတာပါလို့ဟုတ်ကဲ့ဒါတော့ဆရာရဲ့ရုပ်ပိုင်းဆိုင်ရာအတွေ့အကြုံပေါ့ကျွန်တော်အခုစိတ်ပိုင်းဆိုင်ရာဆရာသဘောထားလက်ဆက်ပြီးမေးကျင်တယ်ဆရာရဲ့ ဆရာကိုရဲအခုပြည်တွင်းမှာတကယ်တော်လှန်ရေးနယ်မြေမှာရောက်နေပြအဲ့လိုနေထိုင်သွားလာရတဲ့အခါမှာတော်လှန်ရေးအပေါ်နောက်တော်လှန်ရေးသမားတွေကိုဆရာဘယ်လိုခံစားရှုမြင်နားလဲလဲဗျကျွန်တော်ဆိုလိုချင်တာဆရာပြည်ပမှာနေတော့ခံစားမှုနဲ့အခုခံစားမှုအထူးထူးပဲလား꽌ပြလားဆရာအဲ့ဒါကြီးကြောင့်သိကြတယ်ကျွန်တော်ဟိုတော်လှန်ရေးပေါ်ဆိုရင်တော့တော်လှန်ရေးကတေချာပေါ့အောင်မြင်မယ်ဆိုတော့ခံစားချက်မျိုးမြေပြင်မှာပို့ရပါတယ်မြေပြင်မှာပို့ရတယ် အော်ဆိုတော့မြေပြင်မှာလှုပ်ရှားနေတဲ့သူတွေနဲ့အမြေပြင်မှာတွေ့ကြုံရတာကျွန်တော်အရင်တခါတချို့အင်တာဗျူးတွေမှာပြောမှုပါတယ်အခုကျွန်တော်တို့တွေဆိုးမိုးနေတဲ့နယ်မြေကမလေးရှားနိုင်ငံလောက်မကတော့ဘူးကျဲနေပြီခင်ဗျာအဲ့တော့အဲ့ဒီ feeling မျိုးပေါ့လေတကယ်ကိုအမြေပြင်ဆိုးမိုးနေတာအခုကျွန်တော်ဖြတ်သွားလိုက်ရင်လေခွင်းနေခုနစိုက်ခွင်းပြုတ်ခွင်းနေမစိုက်တဲ့မပြိုးတဲ့လေခွင်းမှမရှိတာမစိုက်တဲ့မပြိုးတဲ့နေရာဒေသမှမရှိတာ နောက်မွေးမြည်ရေးတွေလုပ်ငန်းတွေလည်းလုပ်နေတာအဲ့တော့ပုံမှန်လေပတ်နေတဲ့စူးမိုးဒေတာတခုရှိနေတယ်ဒီကြောင်ရမအပါပါနော်ဆိုတော့ရှိနေတယ်ဆိုတော့ခန်းစားချက်မျိုးရတယ်ဗျအဲ့တော့ဒီမြေဒီရေဒီဒေတာတွေကိုငါတို့တွေပိုင်ဆိုးနေပါလားငါတို့တွေတွားနိုင်လာနိုင် လုံနိုင်ကြိုင်နိုင်မလားဆိုတော့အတိနဲ့ feeling ပေါ့ဗျာခန်းစားချက်ကမြေပြင်ရောက်တဲ့အချိန်မှာရပါတယ်အဲဒါအပြင်ခုနကဆရာပြောတဲ့တိုင်းရင်သားအဖွဲ့အစည်းတွေ ဒီခေါင်းဆောင်နေအဲခုနတော်လိုင်းရေးခေါင်းဆောင်နေနဲ့တွေ့တဲ့အခါလဲပဲပူပြီးတော့ယုံကြည်မှုတွေရတယ်ကျွန်တော်ကတော့အမြဲတမ်းအကောင်းမြင်တဲ့သူမို့လားမသိဘူးကျွန်တော်တို့တွေ့တဲ့ခေါင်းဆောင်တွေအားလုံးဟာအကြီးအကျယ်ရှိတယ်နော်လက်တွေ့ကြကြအလုပ်တွေလုပ်နေကြတယ်အားလုံးလည်းတော်လိုင်းရေးကိုအောင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့သွားနေကြတယ်ဆိုတာကိုတွေ့ရတော့ကျွန်တော်တော့ခေါင်းဆောင်တွေအားလုံး တော်လိုင်းရေးသမားတွေအားလုံး ဒီအားတွေနဲ့အခုရှိနေတဲ့မြေပြင်အခြေအနေနဲ့ပေါင်းပြီးတော်လန်ရေးကအောင်မြင်မယ်ဆိုတာကျွန်တော်ယုံနေဗျာပို့ပြီးတော့ကျွန်တော်အနေနဲ့တော့အားဆိုင်ပြီးအလုံးလုံးဖို့အတွက်အားတွေပို့ရတယ်လို့မြင်ပါတယ်ဆရာကုတစုံတရာတော့ပြောခဲ့ပြီးပါပြီအဲ့တော့တိုင်းသားတော်လှန်ရေးခေါင်းဆောင်တွေပေါ့နော်တခြားနောက်တစ်ခါ NUG MOD ကဒိုင်းအိုက်ဖွဲ့ထားတာမဟုတ်တဲ့ BPLA တို့ PLA တို့အပါဝင် တော်လှန်ရေးအဖွဲ့တွေနဲ့လည်းဆရာတွေ့ခဲ့တယ်ဆိုတော့သူတို့နဲ့ဆရာတို့ NUG အကြပူပေါင်းဆောက်ရွက်ရေးကို ဘယ်လိုအခြေအနေရှိလဲဆရာအဲကျွန်တော်တော့ဟိုကောင်းတယ်လို့မြင်တယ်အခု compete 2တို့အောင်ဆောင်ခါတို့ကျွန်တော်တို့ခရီးသွားတယ်သွားတဲ့ရည်ရွယ်ချက်ကိုကပို့ပြီးတော့စီလုံးမှုညီညွတ်မှုပို့ပြီးပေါင်းစည်းမှုဘယ်လိုမျိုးကျွန်တော်တို့စုစည်းမလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ဒါလိုက်ပြီးတော့ဆွေးနွေးနေတယ်တွေ့ဆုံနေတယ်ဆိုတော့ပို့ပြီးအားကောင်းတဲ့စုစည်းတဲ့အခုလိုအချိန်မှာတချို့လဲဟိုအဖွဲ့မြေပြင်မှာကြတော့ပေါင်းစည်းဖို့ခက်နေတာတွေကို အကောင်းဆုံးပေါင်းစည်းပြီးဘယ်လိုမျိုးတော်လှန်ရေးကိုအောင်မြင်အောင်လုပ်ရမလဲဆိုတာကိုအခုလိုပဲဗျာတကယ်လူငယ်တွေကွန်ပျူတာတို့မောင်ဆောင်ခါတို့တွေအဲနောက်အခုဗိုလ်ချုပ်တာဘုံကျော်တို့နဲ့လည်းတွေ့ပါတယ်ဆိုတော့အဲ့ဒီလူမျိုးနဲ့ကျွန်တော်တို့အတူတူခရီးသွားပြီးအတူတူအခုလိုမျိုးအဲစုစည်းညီညွတ်ဖို့စီယုံမှုစီလုံးမှုအတွက်အဲလိုက်ပြီးတွေ့ဆုံဆွေးနွေးပြောဆိုနေရတာကိုကဒါကျွန်တော်တို့တော်လန်ရေးအတွက်အားကောင်းနေပြီလို့ကျွန်တော်မြင်တယ် ဒါကြောင့်အဲ့ဒီလိုမျိုးအဲစိုးစောကခေါင်းဆောင်တွေကျန်တဲ့ခေါင်းဆောင်တွေလည်းကျွန်တော်တွေ့ပါတယ်။ကျန်တဲ့ခေါင်းဆောင်တွေကျန်တဲ့အဖွဲ့အစည်းတွေအားလုံးကလည်းပဲဒီလိုတသွေးတဲ့တန်နဲ့အစိတ်သေးပဲရှိတယ်လို့ကျွန်တော်မြင်တယ်။ဒါကြောင့်ခုနကကျွန်တော်ပြောတဲ့တော်လိုင်းရေးအောင်မြင်မယ်ဆိုတာလိုဖြေခဲ့တယ်ဖြစ်ပါတယ်။ဒါအပြင်အဲကျွန်တော်တို့ online မှာတွေ့နေရတာနဲ့မြေပြင်မှာတွေ့ရတာက မတူပါဘူး။အဲ online မှာတွေ့ရတဲ့အခါကျရင်ပိုတယောက်နဲ့တယောက်နားလည်မှု ခဏလိုရင်းနှီးမှုခဏအပြန်အလှန်ကြည်ညက်အောင်ခဏလိုဆွေးနွေးနိုင်မှုတွေအားနဲ့တကယ်မြေပြင်မှာတွေ့ရတဲ့အခါကျတော့အဲ့အရာတွေကိုကြော်လွားနိုင်တော့ပိုပြီးတော့နားလည်မှုတွေစီးလုံးမှုတွေညီညွတ်မှုတွေရတယ်လို့ကျွန်တော်မြင်ပါအခုဆရာကျွန်တော်ဆရာတို့ဆရာပြောခဲ့တယ်ပေါ့နော်ဒီဘေးကင်းတဲ့ဆေးရုံတွေဘေးကင်းတဲ့ကြာမာရေးစောင့်ရှောက်မှုတွေရရှိရေလှုပ်ဆောင်နေတဲ့ကိစ္စလည်းပြောပါအောင်ဆရာဒါလည်းခုနကဆရာဆရာဟို online နဲ့မြေပြင်နဲ့ကြွားတာပေါ့နော်ကျွန်တော် online မှာ ချိန်ဒါပေမဲ့အဲ့ဒီချိန်တုန်းကလည်းဘုံကျဲတာလည်းတိတ်တော့အခုလောက်တော့မစိုးဘူးပေါ့အရေးကြီးတယ်ဒါဟာတေချာကိုလုံခြုံတဲ့ဈေးရုံဈေးကန်းနေလောက်ဖို့လိုတယ်ဆိုတာကိုပို့ပြီးသဘောပေါက်တဲ့အတွက် safe hospital safe health campaign လောက်တာပေါ့ဗျာအဲ့တော့အဲ့ဒီ campaign လုပ်တဲ့အခါကျတော့ဒါအခု campaign ၃ပတ်ရှိပါပြီခုဆိုရင်အဲ့ဒီ၃ပတ်အတွင်းမှာအခုဟာဒီကျွန်တော်တို့က60ရာခိုင်နှုန်းကျော်ကျော်လောက်ကိုရနေဆိုတော့အမှန်ကတော့ campaign ကအောင်မြင်ပါတယ်အဲဒေါ်လာ၄သိန်း ရကျွန်တော်ထင်တော့၄သိန်းကျော်ပြီးတော့၅သိန်းလောက်ထီတော့ရမယ်သဘောရှိတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်အနေနဲ့အခုဟိုမီးနေရာတွေကျွန်တော်လိုက်ကြည့်နေတယ်တချို့လဲဆေးရုံတွေစဆောင်နေပြီတချို့လဲရှိပြီးသားကျွန်တော်တို့ဟိုဂူတွေလှိုင်ဂူတွေအဲခုနလိုပေါ့လေအဲ့လိုနေရာတွေကိုဆေးရုံအဖြစ်ပြောင်းပြီးတော့ကျွန်တော်တို့ကဒါကိုစောက်နေပါဘောနော်ဆိုတော့အဲ့လိုမျိုးတွေကျွန်တော်တို့လုပ်နေရတယ်ရှိတယ်အဲဆိုတော့ဒီဟာလည်းပဲတကယ်ကိုလိုအပ်ချက်ပေါ့ဗျာဒါကျွန်တော်တို့အဲ့ campaign ထဲမှာပြောသလိုပဲ ်ဤသူလူလူတွေရဲဘော်တွေရဲ့ကျမ်းမာရေးစောင့်ရှောက်မှုအပြင်ကျမ်းမာရေးစောင့်ရှောက်တဲ့ဒီဇေယဝင်တွေသူနာပြုတွေကျမ်းမာရေးစောင့်ရှောက်သူတွေရဲ့လုံခြုံရေး သူတို့တွေရဲ့အဲခုနကလိုစိတ်လုံခြုံရေးရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက်ဒါအရေးကြီးတယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့ safe hospital safe health care ကိုလုပ်တာပေါ့နော်။ဒါရောအဲ့ဒါလည်းအောင်မြင်ပါတယ်။အဲဒါနဲ့အတူတူပဲတကယ်ကိုလုံခြုံစိတ်ချရတဲ့ကျမ်းမာရေးစောင့်ရှောက်မှုတွေ ရအောင်ကျွန်တော်တို့လုပ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ဆရာအခုဟိုပြီးခဲ့တဲ့ရက်ပိုင်းမှာ CRPH ကထုတ်ပြန်ခဲ့တဲ့ CDM တွေ non CDM တွေဆိုင်ရာကြီးညာကျန်တဲ့ပတ်သက်ပြီးဝေဖန်တာတွေတော်ကြရတယ်ဆရာလည်းကြားမှာပါအဲ့ကြီးညာကြဟာစီယုံရဲ့အသွင်လက္ခဏာမဆောင်ဘူးလို့ဝေဖန်ကန့်ကွက်တာလည်းရှိတယ်ဆရာဆရာသဘောထားဘယ်လိုရှိလဲခင်ဗျအဲဒါတော့ဟိုကပေါ့နော်ဝေဖန်တာကတော့ကျွန်တော်တို့ကလက်ခံပါတယ်ဝေဖန်တာကိုလက်မခံစရာအကြောင်းလည်းမရှိဘူး ဒါပြကြတော့ဒီအတန်တွေကိုလည်းကျွန်တော်တို့နားထောင်ရမှာဖြစ်ပါတယ်။ဒါဒါအပြင်အဲခုနကပြောလို့ပေါ့နော်။ဒီအဲစီရီယန်နန်းစီရီယန်နဲ့ပတ်သက်ရင်ဒါကတော့အရင်ကနေကလည်းလို့ကွဲပြားမှုတွေရှိပါတယ်။ကွဲပြားမှုဒါကြောင့်လည်းကျွန်တော်တို့ဒါကိုဟိုတည်ကြအောင်စနစ်ကြအောင်ဆိုတော့ human right တွေနော်နောက်ကြတော့ဒီအဲဝန်ထမ်းစီမင်းစီကန်းတွေဒါအပြင် တော်လှန်ရေးအကောင်အောင်စုတဲ့ဟာတွေအများကြီးစဉ်းစားပြီးမှ တကယ်တော့အဲဒီဥပဒေပေါ်လာတာကပထမဦးဆုံးတအားလုံးသိပြီးသားပါ NUCC ကနေပြီးတော့ CDM မူဝါဒဆိုတာလွန်ခဲ့တဲ့တစ်နှစ်ခွဲနှစ်နှစ်ကပေါ်လာတယ်အဲ့ဒါပြီးတဲ့နောက်မှာဒါဥပဒေပြုဖို့ဆိုတာအဲ့ဒီကနေ့ကလှုပ်ထားပြီးသားပေါ့နော်အဲ့ဒီကနေ့ကနေပြီးတော့အဲစဉ်းစားခဲ့ကြပြီးသားဆွေးနွေးခဲ့ကြပြီးသား CDM ညီလာခံနေလှုပ်ခဲ့တယ်နော် CDM အဲဒီအဲ success committee နော် CDM data alike တွေ စီရီနေဖွဲ့ပြီးတော့လုပ်ခဲ့တယ်အဲ့ဒီဟာတွေကနေအခြေခံပြီးတော့အားလုံး stakeholder တွေနဲ့ engage လုပ်အစိုးရအဖွဲ့တွေမှာဆွေးနွေးခုနသမတရသမတရုံဆိုရင်သမတဆိုဒါတွေကိုယူပြီးတော့အဲခုနလိုအသေးစိတ်တွေလေ့လာဒါအပြင်နိုင်ငံတကာကစောစော human right to အဲနိုင်ငံတကာကအဲဒီ justice အဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီးဆွေးနွေးပြီးဒါပေါ်လာတဲ့သဘောရှိပါတယ် CRPH ကနေပြီးတော့ထွက်လာတဲ့သဘောရှိတယ် ဆိုတော့ဒါကျွန်တော်အနေနဲ့တော့အခုမြေပြင်ရောက်တဲ့အချိန်မှာပို့ပြီးသဘောပေါက်တာကမြေပြင်မှာအခုကျွန်တော်တို့တွေစိုးမိုးနေတဲ့နေရာဒေသတွေရှိပါတယ်မြို့တွေတင်းလိုက်တိုင်းတင်းလိုက်တိုင်းနန်းစီဒီအန်ကြီးကျွန်တော်တို့ဟိုဖမ်းဆီးရတာတွေရှိတယ်အဲ့တော့မဖမ်းညင်လို့ကျွန်တော်တို့ဆရာတို့သိမှာပါနန်းစီဒီအန်ကြီးကိုအလင်းဝင်မို့ဆိုပြီးတော့ခေါ်တယ်အခုလည်းခေါ်ပါတယ်အချိန်မယူလဲအလင်းဝင်နိုင်ပါအချိန်မယူလဲပြည်သူဘက်ကိုပြောင်းနိုင်တယ်ပေါ့ဗျာအလင်းဝင်ဆိုရင်စကလုံးညို့မကြိုက်ဘူးဆိုရင် ပြည်သူဘက်ကိုကူးပြောင်းလို့ရပြည်သူဘက်ကိုကူးပြောင်းလာသောနန်းစီဒီအမ်များအတွက်ကက်တဂိုရီအဲ့ဥပဒေထဲမှာရေးထားတာရှိပါတယ်နော်စီနန်းစီဒီအမ်နဲ့အကုန်လုံးကိုအရေးယူဖို့လည်းမဟုတ်အရေးလည်းမယူယူမှလည်းမဟုတ်ဒါပေမဲ့နန်းစီဒီအမ်နေထဲမှာဥပမာဆရာရဲ့အခုအင်ဒေါ်မှာဆိုရင်အင်ဒေါ်မြို့စိမ့်တိုက်ပွဲတောင်ဆရာတို့ကြားပါလိမ့်အင်ဒေါ်မြို့စိမ့်တိုက်ပွဲဘယ်လောက်ကြာလဲ၈လ၉လကြာပါ ဲ့ဒီအတွင်းမှာအလင်းဝင်မှုတွေခေါ်ခဲ့ပေမဲ့မဝင်မဲနဲ့မြို့သိန်းတိုက်ပွဲနောက်ဆုံးနေ့အထိအတူတူရှိနေတဲ့နန်းစီပြန်နေဘူးကျွန်တော်တို့ဘယ်လိုလုပ်ရမလဲနောက်အဲ့ခုနအဲ့တမမှုနဲ့အတူတူကတာဘက်ကိုရွှေ့တဲ့အထဲတောင်လိုက်သွားပြီးလက်နဲ့ကင်နေတဲ့နန်းစီပြန်နေကိုဘယ်လိုမျိုးကျွန်တော်တို့စီမံဆောင်ရွက်ရမလဲဆိုတာတွေကဥပဒေလိုအပ်တယ်ဆရာ ဥပဒေရှိမှဥပဒေမဲ့တွေကျွန်တော်တို့မဖြစ်မှာဆိုတဲ့သဘောဖြစ်ပါတယ် ဒီဥပဒေဟာ perfect ဖြစ်တဲ့ဥပဒေလို့ကျွန်တော်တို့မဆိုဘူးဆိုလို့ဒါမှမဟုတ်ဒါတွေကအခုတတ်တတ်နိုင်သမျှခုနကလို human right တို့ဆိုတော့ justice တို့အားလုံးပါအောင်လဲဒါကျွန်တော်တို့လှုပ်ထားတာဟိုဆွေးနွေးထားကြတာဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့တော့ဒီဥပဒေကိုကျူဆိုတယ်။ဘာလို့ဆိုမြေပြင်မှာ CDN နေမဖြစ်တင်တာမဖြစ်ရအောင် NaN CDN နေမဖြစ်တင်တာမဖြစ်ရအောင်အတွက် CDN နေရော NaN CDN နေရောအတွက် မှန်ကန်တဲ့ကာကွယ်မှုဆုံးဖြတ်မှုတွေလုပ်နိုင်မှုအတွက်ဥပဒေမမဲ့ဖို့အတွက်ဥပဒေရှိဖို့လိုတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ဒီဒါကိုခုနကလိုအကြံပြုတာဆွေးနွေးတာဝိုင်းဝန်းတာလုပ်ဖို့လိုတယ်။နန်းစီဒီယန်တွေကိုကျွန်တော်တို့မစီယုံတာမဟုတ်ဘူး။နန်းစီဒီယန်တွေပြည်သူနဲ့ပူးပေါင်းမှာ ပြည်သူနဲ့ပူးပေါင်းတဲ့နန်းစီဒီယန်အတွက်ဥပဒေဟာအဲ့ဥပဒေထဲမှာပါပြီးသားဖြစ်ပါတယ်။ဆိုတော့ဒါကြောင့်ဆရာတရားတကယ်တော့နန်းစီဒီယန်တွေရော CDN တွေရောကို ကာကွယ်တဲ့လို့ပြောရင်တော့ပုံမှန်ပဲဥပဒေမျိုးဖြစ်ပါတယ်နော်မဟုတ်တာလုပ်တဲ့လူတော့မရဘူးပေါ့ဗျာစစောကပြောလို့အဲနောက်ဆုံးတိုက်ပွဲအထိလက်နက်ကင်ပြီးတော့ကျွန်တော်တို့ PDF တွေကိုတတ်သွားတဲ့လူတွေအဲ့ဒီလူတွေအတွက်တော့သူတို့နဲ့တင့်တော်တဲ့ဥပဒေရှိဖို့လိုတာပေါ့နော်ဆိုတော့အသေးချာဖတ်ကြည့်ပြီးတော့ကျွန်တော်တို့ဒါကိုလုပ်လို့ရပါတယ်နောက်ခုနကလို့ NaN CDN တွေကိုလည်းကျွန်တော်တို့မစည်းယုံတာမဟုတ်ပါဘူးစည်းယုံပါတယ်နန်းစီရီယံနေရန်ကုန်မန္တလေးနေပြည်တော်မှာရှိတဲ့နန်းစီရီယံနေ ပြည်သူနဲ့အတူပူပေါင်းမှုအတွေ့တွန်းအားပေးတဲ့ဥပဒေဖြစ်ပါတယ်လို့ကျေးဇူးပါဆရာဟုတ်ကဲ့ဆရာအဲ့တော့အခုကျွန်တော်ကြာကာလဖက်ဘရက်အစိုးရပေါ်ထွေးကိစ္စဆရာလည်းပြောခဲ့ပူတယ်အော်ကျွန်တော်ကိုယ်နဲ့ခန်းစားချက်ကဒါအရင်အကြီးကြီးတယ်ဆရာအခုကာလမှာလေလက်ရှိအချိန်နေအဲ့ဒီကိစ္စဘယ်လိုရှိလဲဆရာဆရာသဘောထားကဘယ်လိုရှိလဲ လက်ရှိအခြေအနေဆိုတာတည်းပေါ့လေကျွန်တော်ကတော့အခုဒေါ်လာရေးအဖွဲ့အစည်းတွေခေါင်းဆောင်အနေနဲ့အားလုံးဟိုတွေ့ပြီးတော့ပြောဆိုခဲ့တာပေါ့နော်ကျွန်တော်တွေ့တဲ့ဟာကတော့ formal မဟုတ်ဘူးပေါ့ဗျ informal ပေါ့ informal ကျွန်တော်အခုနားလည်သလောက်ဆိုရင်အခုဥပမာအေဒီဒီဒီအဖွဲ့အစည်းတွေအားလုံးကတကယ်ကိုအသွင်ကူးပြောင်းရေးကာလအသွင်ကူးပြောင်းရေးအစိုးရတစ်ခုလိုအပ်တယ်ဆိုတာအားလုံးအဲဒါသဘောတူပါတယ် ဒါပေမဲ့အဲ့ဒီလိုမျိုးဖြစ်ဖို့အတွက်ကျွန်တော်လည်းဟိုတစ်ခေါက်အင်တာဗျူးမှာပြောခဲ့တယ်။စီရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့လိုတယ်။နောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်တို့ကအဲ့ဒါကိုစူးစမ်း။ဒါကြောင့်အားလုံးဝိုင်းပြီးတော့စီရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့စူးစမ်းဖို့လိုတယ်။အားလုံးရဲ့သဘောကတော့ခုနကပြောတဲ့တကယ်ကနဖက်ဒရယ်ဒီမိုကရေစီနိုင်ငံမဖြစ်ခင်မှာ transitional government လို့လေ transitional arrangement လို့လေဆိုတာအားလုံးကသဘောတူပါတယ်လိုအပ်တယ်ဆိုတာအားလုံးသဘောတူတယ် ဒါပေမဲ့အဲ့ဒါကိုဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ပေါ်ဆောင်မလဲဆိုတဲ့ဟာပဲအဲကျွန်တော်အရင်တစ်ခါပြောသလိုပေါ့နော်2021တုန်းကပေါ်ခဲ့တဲ့ NUG မြူသားညီညွတ်ရေးအစိုးရက2021အခြေအနေရပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်အခု2025ဟာ2021နဲ့မတူတော့ဘူးကျွန်တော်စိုးစိုးကပြောလို့မလေးရှားနိုင်ငံတော့မကတဲ့နေမြေစိုးမှုမှုရှိနေပြီ2021တုန်းကဘာနေမြေမှမစိုးမှုဘူး2025မှာသက်ဆိုင်ရာ အဲဖက်ဒရယ်ဒေတာအလိုက်လို့ပဲပြောရမှာမဟုတ်လားရခိုင်ဆိုရခိုင်မှာတိန်းထားတာအများကြီးပဲနော်အဲလားတူပဲချင်းအဲကချင်းချမ်းမြောက်နော်ကရင်ကြီးကရင်ပေါ့ဗျာအခုဆိုရင်နော်ဒါအထဲထဲမှာလည်းအခုပြည်မဒေတာတွေလည်းအများကြီးပဲအဲ့ဒီပုံမှာအခြေခံပြီးတော့ကျွန်တော်တို့ကအသွင်ကူးပြောင်းရေးကာလအစိုးရတခုလိုတယ်ဆိုတာအလုံးသဘောပေါက်ပါတယ်သဘောလည်းတူတယ်နော်အဲ့ဒီမှာတော့ဟိုတွေးနေတဲ့ ိုသွားမယ်ဘယ်လိုသွားမလဲဆိုတာတော့နီလန်အမျိုးမျိုးရှိမှာပေါ့အားလုံးရဲ့ရည်ရွယ်ချက်ကတော့အသွင်ကူးပြောင်းရေးကာလအစိုးရလိုတယ်ဆိုတာတော့အဲအားလုံးသဘောတူတဲ့သဘောရှိပါဒါပေမဲ့အဲ့ဒါကိုဘယ်လိုမျိုးသွားနိုင်မလဲသွားမလဲဆိုတာဟာကျွန်တော်တို့ရဲ့နောက်ထပ်ရွေ့မဲ့အရွေ့စီရေးအရအရွေ့နိုင်ငံရေးအရအရွေ့တွေပေါ်မှာအများကြီးမူတည်တယ်ဆိုတော့အဲ့ဒီအရွေ့တွေကောင်းမှုလို့တယ်အဲ့ဒါကိုဝိုင်းပြီးတော့ရွေ့အောင်တွန်းမှုလို့တယ်လို့အဲဒါအားလုံးလည်းသဘောတူပါတယ် အားလုံးကလည်းအဲ့လိုဆုံးဖြတ်ပြီးအားလုံးကအဲ့ဒါကိုစူးစမ်းပြီးလုပ်နေကြတာလို့ကျွန်တော်မြင်ပါတယ်လို့ကောင်းပါပြီဆရာအဲ့တော့လက်ရှိຫນွေဥဒေါ်လာရဲ့အခြေအနေအပါအဝင်ပေါ့နော်ပြည်တွင်းပြည်ပလူတို့ကိုဆရာဘာများပြောချင်ပါသေးလဲခင်ဗျာအာပြည်တွင်းအားလုံးကတော့အခုအရင်ဆုံးတော့ကျေးဇူးတင်တယ်လို့ပြောရမှာပေါ့နော်အဲကျွန်တော်အခုမြေပြင်မှာဒီပြည်တွင်းမှာပဲဗျအရင်ဆုံးပြည်တွင်းရတယ်ပြည်တွင်းမှာတွေ့တဲ့ပြည်သူတွေအဲစောစောကပြောလို့ပဲဟိုလေချောင်းရံကိုကြောက်နေရတယ် ဲဒါပေမဲ့သူတို့တွေအခုမြေပြင်မှာရှိနေတဲ့ဒါအခက်အခဲတွေတော့ရှိတာပေါ့ဗျာကျွန်တော်တို့ခုနစီမံကံကွယ်အုပ်ချုပ်တဲ့နေဟာမှာအဆင်ပြေတာတွေရှိသလိုအဆင်မပြေတာတွေရှိတယ်။နောက်လူတူတူယောက်ချင်းစီရဲ့အဲဘယ်လိုခေါ်မလဲစွမ်းရည်တွေလူတူတူယောက်ချင်းစီရဲ့ဆန္ဒတွေသဘောထားတွေကတော့ဟိုကွာတာပေါ့ဗျာအဲ့တော့အဲ့ပုံမှာမူတည်ပြီးတော့တချို့နေရာတွေမှာအခက်အခဲတွေစိန်ခေါ်မှုတွေရှိတယ်။ဒါပေမဲ့ဒဇုံလုံးကိုခြုံကြည့်ရင်တော့အားလုံးကအရွေးတစ်ခု တိုးတက်မှုတစ်ခုကိုသွားနေတယ်လို့ကျွန်တော်မြင်ပါတယ်ပြီးတော့ဒါပေမဲ့အဲအကြောင်းဒီပြည်တွင်းမှာဒေါ်လာရေးလုံနေကြတဲ့သူတွေဒေါ်လာရေးနဲ့အတူရှိနေကြတဲ့သူအထူးသဖြင့်ဥဆောင်နေကြတဲ့သူတွေကိုကျွန်တော်လက်တခါပြောပြပါတယ်ဒေါ်လာရေးအတိဒေါ်လာရေးသတိဒေါ်လာရေးသစ္စာရှိဖို့လိုတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီနေ့အသက်ပေးနေရတဲ့ PDF တွေဒီနေ့ဘဝတွေအသက်တွေပေးနေရတဲ့ CDM တွေသူတို့တွေเนาะဒေါ်လာရေးသမားတွေเนาะအကိုထောက်ထားပြီးတော့ အခုတိုင်းရင်းသားတော်လိုင်းရေးရဲဘော်တွေရဲ့အသက်တွေဘဝတွေကိုထောက်ထားပြီးကျွန်တော်တို့တွေသစ္စာနဲ့ဂတိနဲ့ပြက်လို့မဖြစ်ဘူးအဲ့ဒါကိုမပြက်အောင်ကျွန်တော်တို့ကြိုးစားဖို့လိုတယ်လို့မြင်ပါတယ်အဲကျွန်တော်အရင်လည်းပြောဘူးလေ corruption တွေကျွန်တော်တို့ကတော်လိုင်းရေးအပေါ်မှာတပြားတစ်ချက်မှာအမျက်မတင်ဘူးလို့ကျွန်တော်မြင်တယ်ဒါကကျွန်တော်ဟိုဟိုအထူးသဖြင့်စတီမာခံခွဲအုပ်ချုပ်လုပ်ကိုင်နေကြတဲ့သူပြောတာပါဒါအပြင်ပြပအဲပြည်သူများကိုလည်းပဲ အခုလို့ဒရဒတာအပါဝင်နေတာတည်းကျေးဇူးတင်တယ်ဒါပေမဲ့ကျွန်တော်တို့တော်လှန်ရေးအောင်အောင်မြင်မြင်အဆုံးသတ်နိုင်မှု အားရိစိုက်ကြဖို့လိုပါတယ်အားထည့်ကြဖို့လိုတယ်လို့ကျွန်တော် အနေနဲ့တော့ဒီနေရာမှာပြောတင်တယ်အားစိုက်အားထည့်နေတဲ့သူတွေ့တယ်ကျေးဇူးတင်တယ်လို့ဒီထက်ပိုပြီးအားထုတ်ရင်ဒီထက်ပိုပြီးကျွန်တော်တို့ရဲ့အောင်မြင်မှုဟာမြန်မြန်ရမယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတာတိုက်တွန်းပါတယ်အဲလေးလေးနက်နက် ဒါနဲ့ပတ်သက်ပြီးတော့ထပ်မံပြီးတော့ကျွန်တော်တို့ပြည်သူအများပြည်တွင်းပြည်ပပြည်သူအများကိုကျွန်တော်တိုက်တွန်းပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးကျေးဇူးများတင်ပါတယ်ဆရာကျေးဇူးပါကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဥက္ကောဆို thank you